UEFA Conference League Semi-final ပထမကြော Your Gordon နဲ့ Chelsea မင်္ဂလာပါကိုခဲအစ်သဖူဘောရှိုးနဲ့ Chelsea TV ကနေအပြောင်းအလဲများအားလုံးကိုကြိုဆိုပါရစေ။ UEFA Conference League ပထမအကြော Sweden မှာတွားရောက်ကစားရမယ်။ Your Golden နဲ့ Chelsea တို့ရဲ့ပွဲချိုသုံးသက်ချက်ကိုကျွန်တော်တို့အတူတူလုပ်လိုက်ရအောင်ခင်ဗျ။ဒီပွဲစဉ်ကတော့ Chata Brini ညတနအီခွဲမှာရှင်ပြိုင်ကစားမှာလည်းဖြစ်ပါတယ်။ဘောလုံးအသင်းတသင်းရဲ့ကစားသမားတွေဘယ်သူရှိတယ်၊ဘယ်နည်းပြကင်တွယ်နေတယ်၊လက်ရှိရည်တည်မှုကဘယ်လိုခဏလေးထားအောင်ဒီအသင်းရဲ့နာမည်ဟောတော့မှန်အောင်ထွက်ဖို့ မနေကြိုးစားနေရတဲ့အသင်းတသင်းကိုတော့ကျွန်တော်တို့အသေးစိတ်အမှန်တရားနဲ့နှီးစက်အောင်ခွဲခြားစိတ်ဖြာနိုင်ဖို့ဆိုတာအဲ့လောက်ထိမလွယ်ဘူးဗျ။ ဆိုလိုချင်တာကတော့အခုချယ်ဆီကန်ရတဲ့အသင်းဟာချယ်ဆီနဲ့ရှင်မယ်ဆိုရင်အဆင့်တန်းအားဖြင့်နှစ်ဆသုံးဆလောက်နီးပါးကွာဟနေတဲ့အသင်းအသင်းဖြစ်ပါတယ်အဲ့တော့ဒီအသင်းရဲ့အတန်အတွက်အမှန်ကိုကျွန်တော် Google မှာတိကျလိုက်ရှာကြည့်တော့မှသူတို့ data အတန်အတွက်နဲ့ဆိုရင်သူက DJU ဟာဂျာလို့ထွက်တာလည်းဆိုင်ယော်လို့ထွက်လိုက်တယ်ပေါ့နော်အဲ့လို your garden လည်းမဟုတ် garden ဆိုပြီးတော့ထွက်တာကိုတွေ့ရပါတယ်ဒါပါအဓိကကျွန်တော်ပြောချင်တာဗျာဒီလိုအသင်းမျိုးဒီချယ်ဆီကိုရှင်ကစားဖို့ဆိုတာအဲ့လောက်မလွယ်ဘူးအိမ်ကွင်းမှာဖြစ်ဖြစ်အဝေးကွင်းမှာပဲ ဖြစ်ဖြစ်ဒီဘောလုံးအဆင့်တန်းတွေခွဲခြားတတ်မှတ်ထားတာအလည်းအလကားမဟုတ်ဘူးအဲ့တော့ကျွန်တော်ကြည့်ရမှာချက်သီးဒီလိုရတဲ့အတွင်းကိုပမာဏနဲ့နိုင်သွားမလား business ရအားပေးတဲ့ညီကိုတွေကိုပျော်ရွှင်ခွင့်ပေးမလားဒါပဲတွေ့ရမှာပဲချက်သီး semi final နဲ့ရှုံးပြီးထွက်သွားဖို့ဆိုတာမဖြစ်နိုင် final တက်မှာပဲအဲ့တော့ final ရောက်တဲ့အခါကျမှ real bet ဒါမှမဟုတ် fiorentina ကိုဘလို့ဖြစ်မှန်မှန်အတိအကျပြောလို့မရမှာပါ။โอเคအဲ့တော့ဒီနှစ်သင်းကြားတွေက key points တွေကိုကျွန်တော်တို့ အနေငယ်ဆွဲထုတ်ကြည့်အောင်လက်ရှိချိန်မှာဆိုရင်လဲယော်ဂေါဒန်ဒီဆွေရင်လီမှာအမပေးစရာရဲ့အဆင့်17နေရာမှာရက်တည်နေတယ်လို့၅ပွဲကစားပြီးတော့2ပွဲနိုင်တပွဲတည်2ပွဲရှုံးထားပါတယ်ကျွန်တော်တို့ Chelsea တွင်ပွဲကြက်တာမဟုတ်ဘူးဒီအသင်းလည်းပွဲကြက်မှုတွေရှိပါတယ်အခုကျွန်တော်တို့ Chelsea နဲ့ Conference League ကစားပြီးသွားပြီဆိုရနဲ့အမပေးစရာရဲ့အဆင့်17နေရာမှာရှုံးပွဲမရှိရက်တည်နေတဲ့ AIG အသင်းနဲ့ယော်ဂေါဒန်က ရှင်ပြိုင်ကစားမှဖြစ်တယ်လို့ကျွန်တော်ချယ်ဆီကလည်းလီဗာပူးကိုပရီးမီးယားလိမှာပွဲချက်ကစားရမယ်။ဆိုတော့ဘောလုံးစင်တန်းတွေဘာညာခဏဘေးဖယ်လိုက်မယ်ဆိုရင်နှစ်သင်းလုံးကတော့ပွဲချက်အနေထားကြီးဗျ။ရော့ဂေါ်ဒန်ကလည်းချယ်ဆီကိုအနိုင်ယူကြော်ဖြတ်မယ်လို့ရင်စိတ်ပိုင်းချထားမယ်လို့တော့မထင်ဘူးဗျ။ကျွန်တော်ချယ်ဆီကလည်းဂိုးပြတ်ကြီးနိုင်ဖို့မလိုတော့ဘူး။ဟိုပပလေးပုတ်ပြီးတော့အစဉ်ပြေသွားရင်လည်းပြီးတာပဲ။အာရှရဲ့အကြောပေးမှုတွေကိုကျွန်တော်ဆက်လက်ဆွေးနွေးကြည့်အောင်။အာရှမှာကတော့တလုံးသွင်း တဝက်ရှုံးဆိုတဲ့အကြောပေးမှုပေးထားတာဖြစ်ပါတယ်ကျွန်တော်ပြီးခဲ့တဲ့ quarter final ပွဲတင်မှာတော့အချက်သေးကိုမယုံကြည်ခဲ့ဘူးဗျအဝေးကွင်းမှာ ချဲတီသည်ရအောင်တော့အနိုင်ကိုပြက်ကစားခဲ့တယ်။လီဂီယာဝါဇောကိုပိုလန်ရဲ့အတင်းတင်းဖြစ်တယ်။ပိုလန်ကစားသမားတွေရဲ့ physical big ကောင်းမှုနဲ့အတူတခုခုဘာညာလုတ်ပြနိုင်တယ်လို့တော့ကျွန်တော်ယူဆခဲ့တာပေါ့လေ။တကယ်ကစားတဲ့အခါမှာဘောလုံးအဆင့်တန်းရာကွာလွန်းတယ်။ချဲတီစတန်ဖို့ဘရစ်ရှောက်လို့ရှုံးသွားတာတပိုင်းများသူ့ဘောသူကကြိုးကြောင်နဲ့ကစားသမားတွေမန်တယ်လုံးဝမကောင်းလို့ရှုံးသွားတာ။အဝေးကွင်းအထူးသဖြင့်ပိုလန်မြန်မာတို့ကကစားတဲ့အချိန်ကလာတော့ဘာမှမဟုတ်။ဒါတော့မှလီဂီယာဝါဇောဟာ your garden nation နာမည်အများကြီးတဲ့အတင်းတင်းအဲ့လိုအသင်းမျိုးတော်မှအဝေးကွင်းမှာချဲစီက က်၉ပြက်အနိုင်ရခဲ့တဲ့အခြေအနေရှိတဲ့အတွက်ကြောင့်ဆွီဒင်ရဲ့လူငယ်ကစားသမားအများစုနဲ့ပြည်တွင်းပြည်ကစားသမားအများစုနဲ့ပေါင်းစည်းထားတဲ့အသင်းကိုယော်ဂေါ်ဒန်ကွာဆိုပြီးတော့ကျွန်တော်တို့မပြောရဲဘူးတကူကတ်နိုင်သွားရင်တော့မှတဝက်ပဲဆုံးရှုံးမှဖြစ်တဲ့အတွက်ချက်စီကိုစွန့်စားရွေးချယ်တင်တယ်ဂိုးပေါင်း 3D ဖြစ်တဲ့အတွက်ကြောင့် 3D နဲ့ပဲပြီးသွားဖို့များတယ်ချက်စီက 2D လောက်နဲ့ပဲကတ်နိုင်သွားတာမျိုးပဲဖြစ်ဖြစ်21လောက်နဲ့ပဲနိုင်သွားတာမျိုးပဲဖြစ်ဖြစ်ပေါ့နော်ချက်စီနေနဲ့လူကတော့ချမ်းပါပါ Tarik George တို့ Josh Archinbaum တို့နဲ့ ပွဲထွက်ကစားလာမှာတော့60ခန်းလောက်ရှိတယ်။ Liverpool နဲ့ပွဲကိုအဓိကကစားသမားတချို့ခြံပြီးတော့ကစားနိုင်တဲ့အတွက်ကြောင့်ဒီအတွင်းကိုပမာဏယာရေးမရရေးရလဲကျွန်တော်တေချာလေးစဉ်းစားဖို့ရှိတယ်။ဒါပေမဲ့အဲ့လိုဘောလုံးစင်တန်းကြီးကွာနေတဲ့အတွက် Tarik George တို့ဝင်ပြီးပဲကစားပါစေအောင် ချက်ဒီရဲ့ဂိုးပေါက်ချင်းချောက်မှုတွေမြင်ရမှာပါဂျေဒန်ဆန်ချူတို့နော်ပါမာတို့ပြန်လဲပါဝင်လာဖို့ရှိတယ်လို့တခြားသောချက်ဒီရဲ့ပွဲထွက်ခွင့်မရတာကြာပြီဖြစ်တဲ့ကစားသမားတွေလည်းပတ်ကောင်းပါလာနိုင်တယ်အဲ့တော့ကြောင့် handicap ကမတက်နိုင်ဘူးချက်စီတင်းကိုပဲရွေးချယ်ပေးပြရသည်ခင်ဗျာဟုတ်ပြီဒီနေ့သင်ကြားထဲမှာအခုနောက်ဆုံးရထားတဲ့ကိငင်းတဲ့အချက်လက်တွေကိုထပ်ပြီးဆွေးနွေးကြည့်ပါမယ်ဟတ်တူအထိတ်တိုက်တွေ့ဆုံမှုကတော့ နှစ်သင်းကြားထဲမှာမရှိတာဘူးပေါ့နော်ဒါပေမဲ့နောက်ဆုံး6ပွဲဆက် current form ကိုပြောမယ်ဆိုရင်တော့ your garden ကနောက်ဆုံး6ပွဲမှာ3ပွဲနိုင်2ပွဲတည်2ပွဲရှုံးရတယ်လက်ရှိ current form တိတ်ပြီးတော့မကောင်းပါဘူး chelsea အသင်းကတော့နောက်ဆုံး6ပွဲမှာ3ပွဲနိုင်2ပွဲတည်2ပွဲရှုံးရတယ်ရှုံးရတဲ့ပွဲက ligia warsaw နဲ့ conference league မှာရှုံးထားတာပါသို့တော့ premier league နောက်ဆုံးပွဲ2ပွဲမှာ 2-1တို့1-0တို့စတဲ့ reset တွေနဲ့ Fulan နဲ့ Everton ကိုတောက်လျှောက်နိုင်ခဲ့တဲ့အတွက်ကြောင့်စိတ်ပိုင်းဆိုင်ရာအနေငယ်အသာစီရနေနိုင်ပါကျွန်တော်တွေကပွဲစဉ်တစ်ပွဲကိုနိုင်ဖို့အရေးကြီးတယ်ဆိုတာဘာကြောင့်ပြောရလဲဆိုတော့စိတ်ပိုင်းဆိုင်ရာအရာနောက်ပွဲတွေကို prepare ဖြစ်ဖို့အတွက်အမြဲလိုလိုထောက်ပြတာပါအဲ့တော့ Chelsea တွေဒီလိုပုံစံမျိုးလက်ရှိအချိန်မှာဖြစ်လာတယ်ဒီပွဲကဗျာ Liverpool နဲ့ပွဲတော့အရေးမကြီးဘူးမှန်တယ်လူငယ်တွေကြီးပဲထုတ်သုံးရင်တောင်မှကစားလို့ရတဲ့အဆင့်တန်းရသို့တော့ဒီပွဲစဉ်မှာ တခုလွဲချော်သွားခဲ့သည်ရှိတော့ရှုံးသွားမယ်တည်ကြသွားမယ်ဆိုရင်လီဗာပူးနဲ့ပွဲမှာလည်းငါတို့ကနောက်ဆုံးနှစ်ပွဲဇက်နိုင်ပြီးတပွဲတည်ကြထားတယ်ဆိုတော့ လိုမျိုးစိတ်သက်အရင်ပြင်းပြမှုမျိုးမတွေ့ရမှာအနည်းငယ်စိုးရိမ်နေတဲ့အတွက်ကြောင့် Endomorus ကသည်လေလိုအပ်တဲ့နိုင်ပွဲကိုတော့ရအောင်ပုံဖော်ပါလိမ့်မယ်အဲ့တော့နိုင်ပွဲတစ်ပွဲပုံဖော်ပြီးဆိုတာနဲ့ဒါကျွန်တော်တို့တွေကတဝက်ပဲအနည်းဆုံးဆုံးရှုံးရမှာဗျအဲ့တော့လက်ရှိ Garden Fawn အရာလည်း Chelsea သည်တည်ရင်မကြနိုင်ဘူးမရှုံးနိုင်ဘူးလို့ကျွန်တော်ထင်တယ်နိုင်ပွဲတစ်ပွဲကိုတော့သူတို့ရအောင်ပုံဖော်ပါလိမ့်မယ်ကဲနောက်ထပ်အရေးကြီးတဲ့ဒီပိုင်းက Your Garden ရဲ့နောက်ဆုံးအိမ်ကွင်း6ပွဲဆက်ရလတ်နှစ်ပွဲနိုင်တစ်ပွဲသည်၃ပွဲရှုံးသားပါတယ်ရှုံးတဲ့အသင်းတွေကိုကြည့်မယ်ဆိုရင် ဒါမဲလ်မူတို့ Rapid Wien တို့အစိတ်ရှိတဲ့အသင်းတွေကိုရှုံးထားတယ်ပေါ့နော်တခြားအသင်းတွေကတော့ကျွန်တော်လည်းသိမသိတဲ့အတွက်ပြောမနေတော့ဘူးအိမ်ကွင်းကစားလည်းအရင်မကောင်းလို့ဆိုနိုင်ပါတယ် Chelsea ရဲ့အဝေးကွင်း result တွေကိုကြည့်မယ်ဆိုရင်တော့အခုနောက်ဆုံး၃ပွဲဆက်တာကြီးသူတို့ရှုံးပွဲမကြုံတွေ့တာဘူး Brentford နဲ့ ZZ ဆော့ထားတယ် Ligia Warsaw အဝေးကွင်းမှာ3-0နဲ့နိုင်တယ်လို့ Fulham ကိုလည်း Craven Cottage မှာ2-1နဲ့နိုင်ထားတယ် AI နဲ့ Aston Villa ကိုပဲရှုံးထားတာတွေ့ရပါတယ် ဒါပြင်ကိုပင်ဟေဂင်ကိုလည်း16သင်းအဆင့်မှာတော့ဟာဒါ2-1နဲ့အနိုင်ရခဲ့ပါတယ်။ကိုပင်ဟေဂင်ဆိုရင်ဒါဒန်မတ်ရဲ့တော်တော်ကောင်းတဲ့အသင်းလို့ပြောရမယ်။အရင်တော့ချန်ပီယံလိမှာအမြဲလိုလိုမြင်တွေ့ခွင့်ရတဲ့အသင်းပေါ့နော်။အဲ့လိုအသင်းမျိုးတော့နိုင်ထားရဆိုတော့ကင်းကင်းနဲ့ချက်လက်ရချယ်ဆီပဲအသာရနေပါတယ်။အဲ့တော့နောက်ဆုံးမှကျွန်တော်ဗျူအပိုင်းချင်းကမှုအနေနဲ့လုပ်ပါမယ်။ဂျော်ဂေါ်ဒန်ရဲ့ ်အဖြူအပိုင်းပါကျွန်တော်ပြောမနေတော့ကျွန်တော်လည်းမသိဘူးအဲ Chelsea အကြောင်းပဲအဓိကပြောမယ် Chelsea ဒီအထူးသဖြင့်ပထမပိုင်းနဲ့ဒုတိယပိုင်းကစားပုံနည်းနည်းပြန်ပြောင်းသွားတယ်ဗျ Chelsea ခုနောက်ဆုံးနိုင်ပွဲနှစ်ပွဲမရခင်အချိန်ကာလတုန်းကပထမပိုင်းကစားပုံကောင်းတယ်ပထမပိုင်းမှာဂိုးရတဲ့ရထိုက်တဲ့ chance တွေအများကြီးကျွန်တော်မြင်ရတယ်အဲ့ဒီပထမပိုင်းမှာဂိုးမရဘူးဆိုရင်ဒုတိယပိုင်းရဖို့ကျွန်တော်လမ်းမမြင်တော့ဘူးတိုးတော့ ်အခုနောက်ပိုင်းပွဲစဉ်တစ်ပွဲကြောင့်ပထမပိုင်းကစားပုံကအဲ့လိုမဟုတ်ဘူးတိုးတော့ဒုတိယပိုင်းမှာအချက်စီးကစားအပူကောင်းကောင်းလာတာသတိထားပြီးတွေ့ရတယ်ဒါပေမဲ့လည်းပုံတွေတော့မဟုတ်ဘူးပေါ့နော်ဒီဖူလန်နဲ့ကစားတဲ့ပွဲမှာဆိုရင်ဒါကျွန်တော်တို့ပထမပိုင်းကစားပုံလေးကတော်တော်ကောင်းဒုတိယပိုင်းကြောင့်လည်းသိမကောင်းအတိအကျတော့ပြောလို့မရပါဘူးမာရက်စကာအနေနဲ့နိုင်ပွဲတစ်ပွဲကိုရဖို့တေချာလေးကြိုးစားအထုတ်မှုပြုလာတာကိုသတိထားတွေ့ရတယ်အဲ့တော့ဒီလိုကြိုးစားအထုတ်မှုပြုတဲ့ပုံစံကလည်းပြိတက်ကြိုက်ချင်မှာတော့ကြိုက်လိမ့်မယ်ကျွန်တော်လည်းမကြိုက်ဘူးတာမန်အသင်းတွေကတော့မနေ့ခံခံနေရတဲ့ပုံစံမျိုးမတက်နိုင်ဘူးလေလက်ရှိအခြေအနေကတော့အဲ့လိုမျိုးဖြစ်နေတာပေါ့ဆိုတော့ပလ ယာတဦးတယောက်ချင်းဒီဂျားတွေကနားလည်မှုအားတော့ဒီထက်ပိုပြီးကောင်းမှုလိုတယ်အတင်ပလင်းလေးကတော့နောက်ဆုံးကစားခဲ့တဲ့နှစ်ပွဲမှာစိုးတော့မစိုးပါဘူးပရီးမီးယားလိဖြစ်မင်းအသင်းတွေကတော့နိုင်ထားတယ်ဆိုတော့ဒီလိုပွဲမျိုးကလည်းပြူရပိုင်းကအသာကြီးရပြီးကစားမှာပဲလို့တော့ကျွန်တော်ထင်တယ်ချက်စီကိုပဲသဘောကျပါတယ်ခင်ဗျာ